မိတ်ဆွေလူတယောက်ရဲ့ဘဝဟာခဏလေးအတွင်းဘလို့ပြောင်းလဲသွားနိုင်လဲဆိုတာတွေးဖူးပါသလား The Innocent ဝတ္ထုထဲမှာတော့ကောလိပ်ကျောင်းသားမဟန္တာရဲ့ဘဝဟာမမျှော်လင့်တဲ့အဖြစ်ပျက်တစ်ခုကြောင့်လုံးဝပြောင်းလဲသွားခဲ့ပါတယ်ဒီဝတ္ထုကမိတ်ဆွေကိုဘဝရဲ့အလှည့်ပြောင်းတွေအကြောင်းခွင့်လွှတ်ခြင်းနဲ့မိသားစုရဲ့တန်ဖိုးအကြောင်းကိုတွေးတောစီမှာပါမိတ်ဆွေဒီဝတ္ထုကိုရေးသားတဲ့စာရေးဆရာဟာလန်ဂိုဘင်ကနယူးယောက်တိုင်းရဲ့အယောင်ရဆုံးစီးရင်ဝင် စာရေးဆရာတဦးပါ။ သူ့ရဲ့ဝတ္ထုတွေဟာစိတ်လှုပ်ရှားစရာကောင်းပြီးခမန်းရခတ်တဲ့ဇလန်းတွေနဲ့ပြည့်နှက်နေပါတယ်။ဝတ္ထုအစမှာမဟန္တာဆိုတဲ့ကောလိပ်ចောင်းသားတယောက်ဟာ ပါတီပွဲတစ်ခုမှာတငယ်ချင်းကိုကာကွယ်ရင်းလူတက်မှုဖြစ်သွားပါတယ်။စတီဗင်မက်ဂရက်ဆိုတဲ့ចောင်းသားတယောက်ကို မတော်တဆတက်မိသွားတာပါ။ဒီအဖြစ်ပြက်ကြောင့်မတယောက်ထောင်ထဲရောက်သွားပြီးသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားပါတယ်။ မဟာထောင်ထဲမှာအကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ရပြီးအသားရောင်ခွဲခြားတဲ့အဖွဲတဲကိုဝင်ခဲ့ရပါတယ်။အဲ့ဒီအတွေ့အကြုံတွေက သူ့ကိုပိုပြီးမှကြောသွားစေပါတယ်။သူဟာစိတ်ပိုင်းရောရုပ်ပိုင်းမှာထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။ထောင်ထဲမှာရှိနေတော့သူ့အဖေဆုံးသွားတာကသူ့ရဲ့ဆုံးရှုံးမှုနဲ့ဝင်ထုတ်ဝင်ပိုးကိုပိုလေးလံစေပါတယ်။ထောင်ကလွတ်လာတော့မတ်တယောက်ပြောင်းလဲသွားပါပြီ။ သူ့ရဲ့အကူဘာနီက သူ့ကိုရှေ့နေလက်ထောက်အလုပ်ရအောင်ကူညီပေးပါတယ်။အဲ့ဒီမှာအိုလီဗီယာဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီးချစ်ကြိုက်သွားကြပါတယ်။သူတို့နှစ်ယောက်မိသားစုဘဝကို တည်ဆောက်ဖို့ရည်ရွယ်ထားကြပါတယ်။မတ်တယောက်ပျော်ရွှင်နေတဲ့အချိန်မှာ သူ့ရဲ့ကင်မရာဖုန်းထဲကို ထူးဆန်းတဲ့ပုံတွေနဲ့ဗီဒီယိုတွေရောက်လာပါတယ်။အဲ့ဒီထဲမှာအိုလီဗီယာကစပင်တူနဲ့တခြားမျိုးသားတယောက်နဲ့ဟိုတယ်ခန်းထဲမှာရှိနေတာကို တွေ့လိုက်ရပါတယ် အိုလီဗီယာကသူမမသိကြောင်းညင်းဆိုပါတယ်။မတယောက်တန်တရားတွေနဲ့စိုးရိမ်ပူပန်မှုတွေပြန်ပေါ်လာပြီးအိုလီဗီယာကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မတ်စုံစမ်းရင်အဲ့ဒီဗီဒီယိုတွေကလူဟာချားစတာလီဆိုတဲ့အကျဉ်းသားဟောင်းဖြစ်ပြီးရာဇဝတ်လောကနဲ့ဆက်နွယ်နေသူဖြစ်ကြောင်းတွေ့ရှိပါတယ်။တချိန်တည်းမှာပဲနယူးဂျာစီမှာဆီယာမမယ်ရီရိုးဆိုတဲ့အမျိုးသမီးတစ်ယောက်တည်ဆုံးနေတာကိုတွေ့ရပါတယ်။ စုံစမ်းမှုတွေအရသူမဟာနာမည်လိမ်နဲ့နေထိုင်နေတာကိုသိလိုက်ရပါတယ်။တာလီတည်ဆုံသွားတဲ့ဆရာမနဲ့မက်စတာရိုဆိုတဲ့ရဲရရှိဟောင်းတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လောင်ဘီကတ်စ်ကကန်ဒစ်ပေါ်ရာဆိုတဲ့ကြပြားတစ်ယောက်နဲ့ဆက်ဆက်နေကြောင်းတွေ့ရှိပါတယ်။အဲဒီကန်ဒစ်ပေါ်ရာဆိုတာအိုလီဗီယာရဲ့လှုပ်ဝက်နောက်ခံဖြစ်နေပါတယ်။ဆီယာမမယ်ရီရော့စ်ဟာအမလီမေးဆိုတဲ့နာမည်နဲ့မာဖီးယားအမှုတစ်ခုမှာတက်တည်ဖြစ်ခဲ့ပါတယ် သူမနဲ့အိုလီဗီယာတို့ဟာ ကလိုင်းယန်ဂေါ်ရဲ့အရန်ကလွတ်မြောက်ဖို့ကန်ဒစ်ရဲ့အတီခံခဲ့ကြပါတယ်။ဒါပေမဲ့အတိတ်ကပြန်ပေါ်လာပြီးအမ်မာဟာညှဉ်းပန်းနှိပ်စက်ခံရပြီးတက်ခံခဲ့ရပါတယ်။စုံစမ်းရေးမှုလော်ရင်မျိုးဟာဒီအမှုကိုစုံစမ်းရင်းလိညာမှုတွေနဲ့ FBI ရဲ့ကြာမြင့်စွာကောက်ခံထားတဲ့လှုပ်ဝက်တိတ်ခွေတွေအကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။မတ်နဲ့အိုလီဗီယာတို့ရဲ့ဘဝဟာ ရဲတွေ FBI တွေနဲ့ရာဇဝတ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးပျက်စီးသွားပါတယ်။အိုလီဗီယာရဲ့အတိတ်ကသူမဟာဆယ်ကျော်သက်အရွယ်မှာအင်္ဂလထွက်ပြေးလာသူဖြစ်ပြီးကဗျာတယောက်ဖြစ်ခဲ့ပါတယ်။ကလိုင်းယန်ဂေါ်ကရိုက်ကူးထားတဲ့လှုပ်ဝက်တိတ်ခွေထဲမှာ FBI အေဂျင့်အာဒန်ရိတ်အပါအဝင်အသက်မပြည့်သေးတဲ့မိန်းကလေးတွေနဲ့လိန်ဆက်ဆန်နေတဲ့ပါဝါရှိတဲ့သူတွေကိုတွေ့ရပါတယ်။အဲ့ဒီတိတ်ခွေဟာအဓိကအကြောင်းရင်းဖြစ်ပြီးလူတိုင်းကအဲ့ဒီတိတ်ခွေကိုရှာနေကြပါတယ်။ တချို့ကဖြည့်ဆည်းဖို့တချို့ကဖော်ထုတ်ဖို့စူးစမ်းနေကြပါတယ်။မတ်နဲ့အိုလီဗီယာတို့ဟာတယောက်ကိုတယောက်အမှန်တိုင်းပြောပြဖို့ဖိအားပေးခံရပါတယ်။အိုလီဗီယာက သူ့ရဲ့အမိရင်းသူ့ရဲ့နာကျင်စရာ တိတ်နဲ့ဆုံးပစ်ခဲ့တဲ့ကလေးချောင်းကိုဝန်ခံပါတယ်။မတ်ကနာကျင်ပေမဲ့သူမဘက်ကယက်တီဖို့ရွေးချယ်ပါတယ်။သူတို့နှစ်ယောက်ဟာသူတို့ကိုဖမ်းဆီးနေသူတွေကိုလှည့်စားပြီးသူတို့ရဲ့နာမည်ကိုရှင်းလင်းဖို့စူးစမ်းကြပါတယ် သူတို့ရဲ့အိမ်တော်ကြီးဟာလှုပ်ဝက်ချက်တွေအကြမ်းဖက်မှုတွေနဲ့တရားမျှတမှုကိုအဆက်မပြတ်လိုက်စားနေမှုတွေကြောင့်စံတက်ခံနေရပါတယ်။မဟာတာလီနဲ့ဒါရိုးကိုတတ်မှုနဲ့မတရားဆွဆွဲခံရပါတယ်။အိုလီဗီယာကို FBI ကလိုက်ဖမ်းနေပါတယ်။စုံစမ်းရေးမှူးမြစ်ကမတ်နဲ့အိုလီဗီယာကို ကူညီဖို့သူ့အသက်မွေးဝမ်းကြောင်းကိုစတင်ပါတယ်။သူတို့စုံတွဲဟာရီနိုကိုထွက်ပြေးကြပါတယ်။ ရီနိုမာအိုလီဗီယာကသူ့ရဲ့တငယ်ချင်းဟောင်းကီမီဒေးနဲ့ပြန်ဆုံပါတယ်။ကီမီကမနာလိုဝန်တိုစိတ်တွေကြောင့်အိုလီဗီယာကိုတစ္ဆာဖောက်ဖို့တွေးဆောင်ခံခဲ့ရပါတယ်။ FBI အေဂျင့် Yates နဲ့ Dolinga တို့ဟာသူတို့ရဲ့ရှုဝဲချက်တွေကိုကာကွယ်ဖို့လူတက်ဖို့ဝန်မလေးတဲ့သူတွေဖြစ်ပေါ်ပေါက်လာပါတယ်။တငယ်ချင်းနဲ့ရန်သူတွေကြားကမြင်းတွေဟာနောက်ဆုံးမှအားလုံးတွေးဆောင်ကြတဲ့အခါပျောက်ကွယ်သွားပါတယ်။ အိုလီဗီယာရဲ့ခီးဟာသူမရဲ့အတိတ်သူမရဲ့ဆုံးရှုံးသွားတဲ့သမီးနဲ့သူမရဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကိုရင်ဆိုင်လိုက်ရတဲ့အခါမှာပြီးဆုံးသွားပါတယ်။လှုပ်ဝက်တိတ်ခွေကို တွေ့ရှိခဲ့ပြီး ပါဝါရှိတဲ့သူတွေရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ကင်မီကသူ့ရဲ့အပြစ်ကို မခံနိုင်တော့ဘဲသူ့ကိုယ်သူတတ်တည်သွားပါတယ်။အိုလီဗီယာဟာသူ့ရဲ့သမီးဂျီယာနဲ့ပြန်လည်ဆုံဆီးခဲ့ပါတယ်။ နမဲဆိုးနဲ့ကြော်ကြားတဲ့တိတ်ခွေထဲမှာအသက်မပြည့်သေးတဲ့မိန်းကလေးတွေနဲ့ထင်ရှားတဲ့သူတွေရဲ့ရုပ်ပုံတွေပါဝင်ပါတယ်။အဲ့ဒီတိတ်ခွေရှိနေခြင်းကလူအများအပြားတက်ပြစ်ဖို့ဖုံးကွယ်ဖို့နဲ့တစ္ဆာဖောက်ဖို့ဘလောက်အထိလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုရှင်းပြပါတယ်။ရိတ်စာဖော်ထုတ်ခံရမယ့်စာမိမိကိုယ်ကိုတတ်သိသွားပါတယ်။ကီမီရဲ့တစ္ဆာဖောက်မှုဟာနှစ်ပေါင်းများစွာကြာအောင်ခံစားခဲ့ရတဲ့နာကျင်မှုနဲ့တောက်တမှုတွေရဲ့ရလက်အဖြစ်ပေါ်ပေါက်လာပါတယ်။ သူမကလူတက်မှုတွေနဲ့မတရားဆွဆွဲမှုတွေမှာပါဝင်ခဲ့တဲ့သူ့ရဲ့ခန်းကဏ္ဍကိုဝန်ခံခဲ့ပါတယ်။မဟာဒဏ်ရာရပေမဲ့အသက်ရှင်ကျန်ရစ်ပါတယ်။စုံစမ်းရေးမှူး news ကအမှန်တရားပေါ်လာအောင်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးရင်ဆိုင်တွေ့ဆုံမှုဟာကင်မီရဲ့နောက်တွဲရင်မှာအကြမ်းဖက်တဲ့ပြပွဲတစ်ခုနဲ့ပြီးဆုံးသွားပါတယ်။ FBI ရဲ့အင်အားသုံးသူဒိုလင်ဂါဟာအသေးအတန်ရုံးကန်ရင်တည်ဆုံသွားပါတယ်။ မဟာပြင်းထန်စွာဒဏ်ရာရသွားပေမဲ့အသက်ရှင်လျက်ရှိပါတယ်။အိုလီဗီယာက သူ့ကိုယ်သူနဲ့သူ့ရဲ့မွေးလာမယ့်ကလေးကို ကာကွယ်ဖို့အင်အားတွေရှာဖွေခဲ့ပါတယ်။အနေရီကုံလွန်သွားတော့မက်နဲ့အိုလီဗီယာတို့အိမ်ပြန်လာကြပါတယ်။သူတို့ဟာသူတို့ရဲ့အတိတ်ကတရေတွေကိုရင်ဆိုင်ကြပါတယ်။မက်ကမက်ဂရက်မီသားစုနဲ့အိုလီဗီယာက သူ့ရဲ့သမီးဂျီယာနဲ့ရင်ဆိုင်ပါတယ်။ စနစ်ကမက်နဲ့အိုလီဗီယာတို့အတွက်အလုပ်ဖြစ်ခဲ့ပါတယ်။တကယ့်တရားခံတွေကိုဖော်ထုတ်နိုင်ခဲ့ပြီးအပြစ်မဲ့သူတွေကိုလွတ်ပေးခဲ့ပါတယ်။စုံစမ်းရေးမှူး news ကသူ့ရဲ့မိသားစုရာဇဝင်နဲ့ပတ်သက်ပြီးငြိမ်းချမ်းမှုရရှိခဲ့ပါတယ်။မက်နဲ့အိုလီဗီယာတို့ဟာမိဘတွေဖြစ်လာပြီးသူတို့ချစ်မြတ်နိုးတဲ့သူတွေနဲ့ဝန်းရံထားတဲ့ဘဝတစ်တစ်ခုကိုစတင်ခဲ့ပါတယ်။ တနေ့အကြာမှာမတ်နဲ့အိုလီဗီယာတို့ဟာလီဗင်စတုန်းမြို့ကိုပြန်ရောက်လာပြီးသူတို့ရဲ့သားကိုပြုစုပျိုးထောင်ရင်းအတူတကွဘဝကိုတည်ဆောက်နေပါတယ်။ဒဏ်ရာတွေကရှိနေသေးပေမဲ့ချစ်ချင်းမြတ်တာလည်းရှိနေပါတယ်။ပျော်ရွှင်မှုဟာအားနည်းပေမဲ့တိုက်ခိုက်ရကြုံနဲ့တည်းဆိုတဲ့အသည့်နဲ့အပြစ်မဲ့သူတွေတောင်တခါတလေတက်ရှင်ဖို့အတွက်တိုက်ခိုက်ရမယ်ဆိုတဲ့နားလည်မှုနဲ့ဇလန်းကပြီးဆုံးသွားပါတယ်။ ဇက်ကောင်မဟန္တာက ကြီးမားတဲ့ဝင်ထုတ်ဝင်ပို့တွေရှိနေပေမဲ့မိသားစုကိုကာကွယ်ဖို့အမဲအစင်သိရှိနေပါတယ်။အိုလီဗီယာဟန္နာဟာအမျိုးသမီးတယောက်အနေနဲ့ခက်ခဲတဲ့အတိတ်ကိုရင်ဆိုင်ပြီးမိသားစုကိုတံပိုးထားပါတယ်။စုံစမ်းရမှု lawyer muse ကမလျော့သောဆွဲတွေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ကီမီဒီကတစ္ဆာဖောက်ပေမဲ့နောက်ဆုံးမှာသူ့ရဲ့အမားကိုဝန်ခံပြီးပြင်ဆင်သွားပါတယ်။ မိတ်ဆွေသည်အင်နိုဆန့်ဝတ္ထုတဲကတင်ကန်းစာတွေကတော့အတိတ်ရဲ့အမှားတွေကိုတင်ကန်းစာယူပြီးမိသားစုကိုတံပိုးထားဖို့ပါပဲမိတ်ဆွေရဲ့ဘဝမှာလည်းအမှားတွေရှိခဲ့ရင် ခွင့်လွှတ်ဖို့တင်ယူပါအခုပဲမိသားစုနဲ့မိတ်ဆွေတွေကိုဖုံးဆက်ပြီးဂရုစိုက်ကြောင်းပြောလိုက်ပါ